ောင်းပါဗျာနောက်ထပ်တစ်ခုကတော့တရဏဂုံတည်ရဲ့ဆိုတာဘာလို့ဆိုလိုတာပါလဲရှင်ဗျာဗုဒ္ဓဘာသာဝင်ဆက်စစ်ဖြစ်ဖို့တရဏဂုံတည်ဖို့လိုပါသလားအရိယာဖြစ်မှဗုဒ္ဓဘာသာဝင် အစစ်ဖြစ်တယ်ဆိုတာရောဟုတ်ပါသလားရှင်ဗျာတရဏဂုံတည်ခြင်းရဲ့အကျိုးတွေကဘာလဲဘယ်အချိန်မှပြတ်ပါလဲရှင်ဗျာအခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်မိရင်ကြားမိရင်ယုံကြည်မိရင်ရောတရဏဂုံပြတ်ပါသလားအဲ့ဒီမှာ တရဏဂုံတီးတယ်ဆိုတာပြောရမယ်ဆိုရင်တရဏဂုံဆိုတာတရဏကမနာဆိုတဲ့အဓိပ္ပာယ်တကယ်ကိုအာထာယာအဖြစ်စိတ်ကတ်တဲ့စိတ်ဓာတ်ကိုဆိုလိုတယ်ပေါ့ကမြတ်စွာဘုရားသည်သာလဲငါ့အတွက်ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားသည်သာလဲတကယ်ကိုဝေရာငါ့ပေါ်မှာကောင်းကျိုးဆိုးကျိုးကိုလမ်းညွှန်ပြတဲ့ဆရာသမားအနေနဲ့ယုံကြည်ကိုဝေရာကိုဆိုလိုတယ်နော်မြတ်စွာဘုရားဟာ ငါတို့ဘာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဖယ်ရှားပေးဖို့လမ်းညွှန်ပေးတဲ့ဆရာသမားအနေနဲ့စိတ်ထဲမှာယုံကြည်ပြီးတော့လေးစားပြီးတော့ကိုယ်ပဲမယ်တရားတော်များဟာလိုက်နာကျင့်သုံးမယ်ဆိုရင်တဏှာဝကလုံးအောင်ဆန်းဆောင်မှုရှိနိုင်တယ်လို့ယုံကြည်တယ်မှန်ပါတယ်တန်ဃာရဟာကုသိုလ်ကောင်းမှုပြုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့စိတ်ဓာတ်ရှိနေသမျှကာလပတ်လုံးတရဏဂုံတည်တယ်လို့ဆိုအောင် မှန်ပါဗျာမှန်ပါသူကိုယ်ရာလဲနှုတ်အားဖြင့်ဘောရသရဏံကိစ္ဆာမိဓမ္မသရဏံကိစ္ဆာမိတို့အဲ့ဒီစိတ်နဲ့တရဏဂုံစောက်တီမှတရဏဂုံတည်တယ်လို့ဆိုတယ်မှန်ပါဘုရားဘာသာဝင်ဆက်စစ်ဖြစ်ဖို့ကတရဏဂုံတည်ဖို့လိုပါသလားလို့ဆိုဘုရားဘာသာဝင်တို့ခံယူလို့ရှိရင်တော့သူကိုယ်တိုင်ကတရဏဂုံတည်မှလဲသူကဘုရားဘာသာဖရာဖရာပေါ်မှာယုံကြည်မှုနဲ့လေးစားမှုနှစ်ခုရှိမှသူက တရရကုန်တီတယ်လို့ဆိုရမှာမှန်ပါဗျာတီတယ်မတီဘူးဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဟာပို့အထီကကြာမှန်ပါဗျာကိုယ့်ရင်ထဲမှာကွာဟာဖရာဒီအမှန်တရားကိုဟောကြားဆောင်ရပေးတို့ငါလေးစားရမှာဖြစ်တယ်တရားကျင့်မယ်ဆိုရင်ဆင်းတို့ကလွတ်မှာဖြစ်တယ်တန်ခါတွေကကုသကောင်မှုပြုဖို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်မှာဖြစ်တယ်ပြေကောင်းတဲ့ဖွယ်ဖြစ်တယ်တို့ဒီလိုစိတ်ထဲမှာယုံကြည်နေတယ်ဆိုရင်တော့ တရဏကိုတီတယ်လို့ပဲပြောမှာလူပါကလားဆိုအဲ့ဒါတီမှလည်းပဲသူကဖရဲတရားတန်ခါကိုဒေသမှုရှိမှာနော်မှန်ပါဗျာအရိယာဖြစ်မှာဘုရောဝတ္တဝင်အစစ်ဆိုအဲ့တော့အစစ်အတုဆိုဘယ်လိုပြောတာတော့ဆိုဒီတရဏဂုံဆောက်တည်လိုက်ရင်လည်းဘုရောဝတ္တဝင်အစစ်ဖြစ်ပါတယ်အတုလို့ပြောတာမဟုတ်ဘူးအစစ်ပဲမှန်ပါဗျာသို့သောအရိယာဖြစ်မှာဘုရောဝတ္တဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲသုံးတယ်နော်မှန်ပါဗျာ အရိယဖြစ်ရင်တော့ခိုင်မာသွားပြီအစစ်တုနဲ့ခွဲလို့တော့မရအောင်မှန်ပါဗျာမှန်ပါဗျာဖះကိုကိုယ်ွက်လိုက်တဲ့ဆိုပုရုဇဉ်လည်းပဲအစစ်ပဲမှန်ပါဗျာဖះကိုယ်ွက်တာသူ့ရင်ထဲမှာတကယ်ယုံကြည်ရင်သူလည်းအစစ်ပဲအတုမဟုတ်မှန်ပါဗျာနော်အဲ့တော့အရိယဖြစ်မှဘုရဘာသာဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲပြောရမှာပဲအစစ်ဖြစ်တယ်လို့ဒီလိုပြောတာမပြောင်းလဲတော့ဘူးလို့ဆိုလိုတယ်ခိုင်မြဲတယ်ဆိုတဲ့သဘောတရားမပြောင်းလဲဘူးပုရုဇဉ်ကတော့အခုဘောရဘာသာဝင်ဖြစ်ပြီမဲ့တခြားဘာသာဝင်ဖြစ်ချင်းဖြစ်သွားမယ်နောက် မခိုင်မြဲဘူးအရိယာကျတော့ခိုင်မြဲသွားတယ်လို့ဆိုတယ်တရဏဂုံတည်ခြင်းရဲ့အကျိုးကဘာလဲလို့ဆိုဒီတခြားကောင်းကျိုးချမ်းသာတွေတော့မပြောနဲ့ပေါ့ကိုယ့်ရဲ့ဘဝဟာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုခံယူချက်တစ်ခုကိုရသွားတာဒီလမ်းကြောင်းအတိုင်းရှောက်လန်းခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးတွေကတော့ရှိလာမှာပေါ့နော်ရှိလာမှာပေါ့တရဏဂုံတည်ခြင်းအဖြစ်သူဖရာရဲ့ ဒီအဆုံးမတရားပေါ်မှာမြဲမယ်တရားကိုကျင့်ကြံကြိုးကိုအထောက်မှုမြဲမယ်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့လေးစားယုံကြည်မှုမြဲမယ်ဆိုရင်အဲ့ဒီမြဲခြင်းကြောင့်ကုသိုလ်အဆက်ဆက်တွေဖြစ်လာတာဒါအကျိုးပဲလို့ပြောမှန်ပါဗျနောက်မွားတွေမစင်းသားနဲ့ဟုတ်မှန်ပါဖြီးပွားတွေပဲအဲ့ဒါကောင်းတာတွေဆက်ပြီးတော့လုပ်ဖြစ်လာတယ်ဒါမှန်ပါဗျဘယ်ချိန်မှာ ပြတ်တလဲလို့ဆိုတဲ့အခါမှာတိမ်တိမ်မွေးမွေးနေနဲ့ပြတ်သွားတာတွေရှိတယ်မှန်ပါဗျနော်ဘယ်ချိန်မှာပြတ်တော့ဆိုရင် ဖះကိုကိုးွက်တာဟာတကယ်ကိုဂုံကျေးဇူးကိုဥတည်ပြီးတော့ညံ့ညက်နုံနုံကိုးွက်တာမဟုတ်ဖဲနဲ့လက်လာဘလို့ကျွန်တော်ကိုးွက်ရင်ပြတ်သွားပြီမှန်ပါဗျာဒီဖះကိုးွက်လို့ငါစီးပွားတက်တယ်ဆိုစီးပွားတက်ချင်တော့ကိုးွက်ရင်တရဏကုန်မဖြစ်ဘူးမှန်ပါဗျာကြောက်လို့ကိုးွက်တယ်သူများတွေကကိုးွက်တယ်မကိုးွက်ရင်တခြားရန်လုံးမှကြောက်လို့ကိုးွက်တယ်ဒါလည်းတရဏကုန်မဖြစ်ဘူး နောက်တစ်ခုကတော့မျိုးရိုးကကိုယ်ွက်လာလို့ကိုယ်ွက်ရင်အစတဲ့တဏ္ဍကုံမဖြစ်ဘူးအမှမသိပဲနဲ့ကိုယ်ွက်ရင်နော်သူကတဏ္ဍယောကနှုတ်တန်အောင်နိုင်ညွန့်နိုင်နေဆိုတဲ့အမျက်ပေါ်မှာဥတီချက်က intention ကမြင့်မြတ်မှတဏ္ဍကုံကတည်တယ်လို့ဆိုလို့တယ် intention ကရွက်ချက်မကောင်းဘူးဆိုလို့ရှိရင်တော့ဖះဟာနဲ့လိုပဲငါ့ကိုစီးပွားဖြစ်အောင်မားလိုက်မယ်ဆိုရယ်စိတ်နဲ့ကိုယ်ကိုရင်တော့အစရတဲ့ကသူကတရဏကုံမဟုတ်တော့ဘူးကွာ နှက်ကိုးခဲ့တာပဲဖြစ်သွားပြီ။မှန်ပါဗျာ။ချက်ပန်နိုင်ငံကိုကြားဘူးတယ်မဟုတ်လား။ကြားပါဗျာ။ချက်ပန်နိုင်ငံကရှင်တုဘာသာဝင်နေများတယ်။မှန်ပါဗျာ။ဒါပေမဲ့တစ်ချိန်တည်းလဲဘုရားဘာသာဝင်နေပဲသူတို့။မှန်ပါဗျာ။တောင်းမို့ချက်ပန်ကအရင်တော့ကခုတော့လူကြီးတန်း80ကျော်သွားတဲ့အချိန်တရာလောက်ညာဖြစ်ပြီလား။မှန်ပါဗျာ။ဘုန်းဘုန်းတို့တီးတော့ကအဲ့ဒီချက်ပန်ဆရာတူဂျပန်နီးစ်ဗုဒ္ဓဇင်လက်ချပေးတာတီးဟိုမှာတော့က ဲ့ဒီဆရာပြောတာဒီပပြေမှာဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်80လို့ပြောမှာဟုတ်ပါဗျာရှင်တို့ဘာသာဝင်နတ်ကုန်ကွယ်တော့ဘယ်လောက်ရှိလို့ဆိုရင်တန်80ပဲဟုတ်ပါဘာလို့ဆိုတော့ပြိုင်နဲ့နှစ်ခုစလုံးကိုကွယ်တယ်လို့ဆိုသူကအဲ့လိုပြောတယ်သူတို့စီမှာလေဟုတ်ပါဗျာအဲ့တော့ကိုကွယ်မှုကတော့တရဏဂုံနဲ့မဆိုင်ဘူးပေါ့နော်တရဏဂုံတီးတာတော့ခုနအမျက်နဲ့တော့မှတရဏဂုံတီးတယ်လို့ခေါ်တယ်ဟုတ်ပါဗျာသူကသူကိုကွယ်ခြင်းကိုကွယ်တာကိုကွယ်တာတော့ တို့ပဲကိုယ်ကကိုယ်ကတရဏကုံအစ်စ်မရတာလည်းရှိမှာပေါ့နော်ဘာသာချာတည်းရဲ့တခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်ကြားမိရင်ဖတ်ကြားမိရုံနဲ့တော့ဘာဖြစ်ပါအဲ့ဒါတွေကိုယုံကြည်ပြီးတော့သူတို့အယူဝါဒကိုလက်ခံတယ်ဒါဗုဒ္ဓဝါဒကိုအစွန့်ပယ်တယ်ဆိုရင်တော့တရဏကုံပြတ်သွားပြီပေါ့အဲ့ဒါအဲ့လိုတော့ပြတ်တယ်ဒါဆိုရင်တချို့တပြည့်တော်သူငယ်ချင်းတွေထဲမှာအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာဖြစ်တာကြောင့် သူတို့ဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိရယ်သူတို့ကြတော့ဘလို့ဘလို့အကျိုးအပြစ်များရှိမလဲရှင်ဗျာဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပို့ပြီးတော့များမလားဗျာဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျွလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့ဟာကိုယ်ဝင်ရတတ်ကလေးနဲ့ပါဏာတိပါဒကသူမလို့ဘူးအရိဏရဏမလို့ဘူးကာမေသူဝိသဆရာမကျွလွန်ဘူးမူတဝါဒရသူရမေရီရတော့မလို့ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတယောက်အနေနဲ့နေတယ် ဘာသာတရားလည်းခုနလိုပဲကိုယ်ဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလုပ်ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလုပ်ဘူးဆိုရင်ဒါသူအပြစ်ဖြစ်စရာအကြောင်းရှိဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်ယာန်ကိုယ်ဝေတဲ့ဒီကိုယ်ဝေတဲ့ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ခြင်းစဉ်ကိုသူမကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားသူတွေအစင်းမြင့်တဲ့တရားတွေတော့မရနိုင်ဘူးအဲ့ဒါပဲဆုံးရှုံးမှာပဲဖြစ်တယ် အခြေခံကတော့သူကရှိကြမှာပဲလေကောင်းတာတွေဘယ်ပါသားပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိအသစ်ဆိုတဲ့ကိုကြည့်တယ်ကမပြတ်သေးသမျှတော့ဘသူမှသူကခရစ်စတန်မို့သူကမု슬င်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူးသူလုံးတဲ့လုံးရကအာဟုသူတွေလားကုသူလားနော်သူများတဲ့တွေတတ်နေသလားအဲ့ဒါတတ်နေတဲ့အကျိုးကတော့ခံရမှာမဟုတ်ဘူးဗုဒ္ဓဘာသာလဲငါဗုဒ္ဓဘာသာဆိုပြီးတော့ ဟိုသူရတဲ့တဲ့သူလည်းခံခံမှာပဲကိုယ်ခွေယုံတတ်တတ်နဲ့တော့ကိုယ်ခွေပါတယ်လို့ပြောယုံတတ်တတ်နဲ့ကတော့ဘယ်လေးပဲပဲတတ်ထားတာအမှတ်တစိတ်ပဲအပဲကတ်ထားတာလောက်ရပေါ်မှာပဲဆုံးဖြတ်ရမှာဒါအဲ့တော့ဒီဖျားနဲ့ဒီခရစ်ယာန်ဘာသာတပြိုင်တည်းထဲကိုယ်ခွေယုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါရှင်အပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူလက်ခံခြင်းခံမှာပေါ့နော် ဖះလက်ထက်တုန်းကတော့ပရဘိုက်တရားတချို့ပရဘိုက်တရားဖះနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်ဒါပေမဲ့ပရဘိုက်ဘုဒီတိုင်းပဲနေကြတယ်ပရဘိုက်ဆိုတာဘာလို့လဲပရဘိုက်ဆိုတာဘာသာတစ်ခုပေါ့နော်ဘာသာတစ်ခုလို့ဆိုပါဆိုသူကသူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာတွေလုပ်တယ်သူတို့အယူဝါဒတွေကဟိုဘုရားဘာသာနဲ့ဆန်းကျင်တဲ့အယူဝါဒတွေပဲတော်တော်များများသူတို့လည်းဒါနလည်းလုပ်တယ် သူတို့ရဲ့ကိုချင်းတိတာတဲ့စောက်တည်တယ်တချို့တွေကအကောင်းနေပါတယ်အကောင်းဆိုးရောနာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်ညောအကောင်းဆိုးရောနေကြတာပဲလို့ဆောင်သို့သောအဆိုးလုံထာနဲ့အကောင်းလုံတဲ့နေရာမှာဘာသာတရားကညွန်ကြားလို့အကောင်းအဆိုးလုံထာလည်းရှိတယ်ဘာသာတရားရဲ့ညွန်ကြားချက်မဟုတ်ပဲနဲ့ကိုလို့ချင်လို့ဝါသနာဆဲရလုံထာရှိတယ် တရဝါတွေကိုတက်ပြီးတော့ရစ်ပူဇော်ရမယ်လို့ဘာသာတရားကဆုံးမသည့်အတွက်ကြောင့်အဲ့လိုတက်ပြီးပူဇော်ရင်တော့ဒါဘာသာတရားရဲ့ဆုံးမလို့ခေါ်ရမှာပါမှန်ပါဗျာအလုံးပေါ်မှာမေတ္တာတရားထားမယ်ဘာသာတရားဆုံးမတယ်ဘာသာတရားဆုံးမသည့်အတွက်မေတ္တာထားတယ်အဲ့မေတ္တာအကောင်းမှန်ပါဗျာတက်တတ်တာကြတော့ခုနမကောင်းလားမှန်ပါဗျာကောင်းမကောင်းကအစိမ့်နဲ့ဟိုလိုပဲတူတူပဲအားစိမ့်တူပဲမှန်ပါဗျာဒါကတဘာဝဆစ်ဆစ်ပဲမှန်ပါဗျာဟောရပြောရတဲ့လည်းမဆိုင်ဘူးမှန်ပါဗျာမကောင်းတာလို့ရင်အစိမ့်စားရင်အစိမ့်ပဲမှန်ပါဗျာ နော်ကောင်းတာဆိုင်ကောင်းတာပဲဒါဖြစ်မယ်ဘာသာတရားဆိုတာအပေါ်ကောင်းစီတက်လိုက်တာသို့တော့တဏှာဥကလွတ်ဖို့နိဗ္ဗာန်ရဖို့အချင်းချတဲ့အခါကျတော့ဒီစွန့်လွတ်ရမယ့်အခြေခံကြီးတွေရှိတယ်အဲ့ဒါမလွတ်ရင်တော့တို့ကမရဥပမာနိဗ္ဗာန်ရခြင်းနဲ့ဆိုရင်ဘုရားသခင်တို့ဖန်ဆင်းတယ်ဆိုတော့ယုံကြည်ချက်ကြီးနဲ့လုံးလို့မရဘုရားသခင်ဖန်ဆင်းတယ်ဆိုကြတယ်ကသူကသူနိဗ္ဗာန်ရအောင်လုံးเสียမလို့ဘုရားသခင်ပဲသွားပြီးတော့တောင်းပန်ပြီးတော့သူ့ကိုဖန်ဆင်းပေးပါနိဗ္ဗာန်ရအောင် အဲ့လိုပဲမဖြစ်မဖြစ်ဘူးလားမှန်ပါဖြစ်နေပါဟုတ်တယ်ဟုတ်တယ်အဲ့တော့လက်တွေ့ကျင့်ရမယ့်အကျဉ်းစုမပါတော့ဘူးလေမှန်ပါဗျာအော်အဲ့လိုဆိုလိုတာအဆင့်မြင့်ဘုရားဘာသာမှာလည်းပဲအခြေခံရှိတယ်အဆင့်မြင့်နေရှိတယ်မှန်ပါအဲ့တော့အခြေခံမှာတချို့တွေတူတယ်တူယုံနဲ့ဒါဒီဟာလို့ပြောလို့မရဘူးသူကမှန်ပါဗျာမှန်ပါဘုရားဘာသာအစစ်လို့ဘုရားဘာသာတရားတော်ရဲ့အဆင့်မြင့်ဖြစ်ဖို့ရာအတွက်ကြတော့ဘာလို့ဆို ဝိပဿနာတရားအထုတ်ပြီးတော့ကိလေသာကုန်အောင်လုပ်တာဆင်းရဲဒုက္ခတွေကထွက်အောင်လုပ်တာအဲ့ဒါမှဘုရားဘာသာဟိုအဆင်မြင့်ဖြစ်တာဘုရားပွဲမှာပေါ်တာအဲ့ဒါဝိပဿနာတရားကျင့်ပြီးတန်ရာဝကလွတ်ထတာဘုရားပွဲမှာခုနဒါနတို့သီလတို့ဆိုဟိုရှိတုန်းကလည်းရှိတယ်ပါတာတိုင်းလည်းရှိတယ်နော်ဒီဘုရားဘာသာရဲ့ဥတီချဲကြတော့ခုနနိဗ္ဗာန်ဆိုတာဥတီတာကြတော့သူကဝိပဿနာတရားမပါဘဲနဲ့မရဘူး သမထအထီအောင်တခြားဘာသာတွေမှာရှိတယ်။ဝိပဿနာတစ်ခုပဲမရှိတာ။ဖျားပွင့်လို့ပေါ်တာဝိပဿနာတစ်ခုတည်းပဲ။တနည်းဟောကတော့နိုင်တာဒီတစ်ခုပဲ။ကြံတဲ့납ပြရောက်တာတို့ပါတို့납ဖြစ်တာတို့ကခြားဘာသာတွေမှာလည်းရှိတယ်။ဒီမှာကြားဖြတ်ပြီးတော့မေးချင်တာဒီ납တွေက납ဘုံကလူပြီထက်ပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုတာအောင်ရှင်ပြ။အဲ့တော့납ဘုံမှာကိုသူတို့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နောက်တစ်ဆင့်အောင်တက်လှမ်းသွားနိုင်လားရှင်ပြ။သူက မြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အစင်စိတ်ထားမြင့်မြတ်တာလားကိုခြင်းတရားမြင့်မြတ်တာမှာဒီလိုရှိသေးတယ်ပြန်ပါဘုရားပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဘယ်လိုခွဲမလဲပတ်စံရှိရင်မြင့်မြတ်တယ်လို့ပြောမလားပြန်ပါဗျာနော်ပတ်စံရှိတယ်ဒီလူကရက်တော့တယ်ဟိုလူကပတ်စံမရှိဘူးငါဘက်ဒီလလုံးနေအဲ့ဒီရှုတော်ကပြောရင်တော့ဘသူကမြင့်မြတ်တယ်ပြောမှာတော့ဒီလလုံးတဲ့လူကမြင့်မြတ်တယ်လို့ပြောဟုတ်တယ်မဟုတ်လားပြန်ပါအဲ့ရှုတော်မျိုးစုံရှိတယ် နတ်ကလူတဲ့ပြင်းပြတဲ့ဆိုတာစိစိန်ဥစ္စာမှန်ပါဗျာမှန်ပါဗျာအစွမ်းတကူလူတဲ့အသက်ရှိတယ်မှန်ပါဗျာအဲအဲ့ဒီဘက်ကပြင်းပြတယ်ဒါပဲစိတ်ထားလူတဲ့မြင့်တယ်လို့ပြောလို့မရဘူးဟောတော့လူပြင်းမှာယဟန္တာတွေရှိတယ်လေသူတို့တဲ့အချင်းကောင်းတဲ့ပုံကိုယ်ကြီးဖရာတို့ဆိုတာလူပြင်းမှာဖြစ်တာလေမှန်ပါအဲ့တော့နတ်ကလူတဲ့မြင့်တယ်လို့ဆိုတဲ့အတိတ်ကသူကကိုချင်းသီလအပြင်ပြင်းထားမဟုတ်ဘူး စည်းစိမ်ဥစ္စာမြင်မာတာပါပါဗျာပတ်ဆက်ချွဲဝချမ်းသာတဲ့ပုံမိမ့်မှန်နေနဲ့နေရတယ်ဒီဟာဒါပြင်းမြတ်တယ်လို့ပြောကိုကျင်းစီတာနဲ့မဆိုင်အောင်เนาะတူရီရဲ့ဟာရာဂီဆိုတဲ့အဆင့်မြင့်မှုကတော့ကိုကျင်းစီတာနဲ့သွားတာပါပါဗျာအဲ့တော့နတ်တရာအဲ့လိုအခြေအနေကောင်းမှနေရပြီးတော့ပို့ပြီးတော့ကောင်းပုံနဲ့အခြေအနေကိုရောက်ဖို့သူတို့စူးစမ်းလေးရှိပါလားရှင်ဗျာရှားပါနဲ့ဘာကြောင့်တော့ဆိုရင်သူတို့ရရှိထားတဲ့စည်းစိမ်တွေပေါ်မှာသူတို့မမောထားပြီးတော့ တခဏကိုတသက်လို့သဘောထားပြီးတော့ပြောပါနေကြတာဟုတ်တော့ပြောပါနေဒီအတွက်ကြတော့ပြောရမယ်ဆိုရင်နတ်ဒီအများဆိုတော့ဘဝမေ့နေတဲ့ဟာတွေပဲဘဝမေ့နေဒီအတွက်ကြောင့်နတ်ကသိလို့ရှိရင်တော့အပြန်ဆင်းတာတွေပဲများတယ်ကုသကောင်မှုဆက်လုပ်တဲ့ဆိုတာအရိယာနတ်ပြောတာပဲတကယ်ကိုအရိယာသူတော်စင်ဖြစ်သွားမှသာမယ်သူအထက်ကိုဆက်တာတမန်ပါဗျာအကျန်တဲ့တမန်နတ်တွေကတော့အပျော်ကျူးပြီးတော့အစား အစားမစားနိုင်အစားအစားလွတ်သွားလို့တည်တဲ့နတ်တွေရှိတယ်။နော်အပျော်ကျူးပြီးတော့အစားလွတ်သွားလို့တည်တဲ့နတ်ကခိတ္တပရောတိကနတ်လို့ခေါ်တယ်။တင်ပါဗျာ။မနာလိုစိတ်တွေဖြစ်ပြီးတော့တုံးနဲ့တူဂုံတုဂုံပြိုင်လောက်ကြတယ်။တင်ပါဗျာ။ငါဘိမှန်အသာတယ်ငါချမ်းရများတယ်နဲ့ဂုံတုဂုံပြိုင်လောက်ပြီးတော့တယောက်နဲ့တယောက် မနာလိုစိတ်တွေများပြီးတော့ဒေါသတွေဖြစ်ပြီးတည်တဲ့နတ်ကြတော့မနောပရောတိကနတ်လို့ခေါ်တယ်။နတ်ဆိုတိုင်းသူကအစစ်မြင့်တာမဟုတ်ဘူး။ ကောင်းတာလုပ်သည့်အတွက်ကြောင့်သူကလူတွေလိုပေါ့ကံကောင်းလို့တထေသဖြစ်သွားပြီးတော့ပဿနေကိုရေးလို့သုံးတယ်ဆိုတာမျိုးဖြစ်သွားမှန်ပါနတ်တွေထဲမှာယဟန္တာနတ်မျိုးဖြစ်နိုင်လားရှင်ဗျာယဟန္တာနတ်ကတော့ကာမဘုံမှာသူကကြာရှိမနေတော့ယဟန္တာဖြစ်သွားရင်စိတ်ညစ်ရမရှိသည့်အတွက်ကြောင့်နတ်ပြည်မှာယဟန္တာကြာရှိမရှိဘူးမှန်ပါဗျာယဟန္တာဖြစ်ပြီးရင်ပြိဋိဘံဆန်ကြတာများတယ်ဂျမပြည်မှာတော့ရှိနေတယ် တော့နတ်တွေနေနဲ့လည်းယဟန္တာအဆင့်ကိုသူတို့ရောက်နိုင်တာပါရှင်ဗျာရောက်နိုင်တယ်သူတို့နဲ့ယဟန္တာဖြစ်နိုင်တယ်ပေါ့နော်သို့တော်လည်းနတ်ပြည်မှာသူအနာဂတ်ဖြစ်ရင်တော့မှပဲအထက်ကိုတက်ကြတာများနတ်ပြည်ဆိုတာတကယ်ပြောရမယ်ဆိုရင်တော့လူပြည်ကပွဲလန်းသဖြင့်လိုပဲအများရန်ပျော်ပါနေကြတဲ့နေရာတစ်ခုပေါ့မှန်ပါဗျာစတိတ်ခုံတို့ဘာလို့စတိတ်ရှိုးပြနေတဲ့အဲ့ထဲရောက်နေတဲ့လူတွေလို့နေတင်စားပြောမှလားသိဘူးเนาะ